ကဲရန်ကုန်တိုင်းလှိုင်းသာယာမြို့ကအမတယောက်ပေါ့နော်သူတွေ့ကြုံခဲ့ရတဲ့အလိန်အညာကြားဖြတ်နဲ့ပတ်သက်တဲ့ကိစ္စလေးကိုကျွန်တော်တို့အတူတူနားထောင်ကြည့်ကြရအောင်ဗျာနော်ကဲကျွန်တော်ရဲ့မိတ်ဆွေများဒီနေ့မှာတော့နော်ကျွန်တော်တို့ဒီမှာကြားဖြတ်လူလေးဘလောက်ဒီစိုးနေတယ်ဆိုတာလေးကိုဒီဗီဒီယိုမှာကျွန်တော်မိတ်ဆွေကြည့်ကြည့်လိုက်နော်ကဲအဲ့ဒါဆိုရှင်ကျွန်တော်အတူတူကြည့်ကြည့်ရအောင်ဗျာကျွန်တော်နေဘဟုတုတအနေဖြင့်တင်ပြရခြင်းဖြစ်တယ်ကျွန်တော်ဒီမျိုးဗီဒီယိုလေးတွေဖြန့်ညံလေးလုပ်ပြော ပုံမှန်လေးတင်ပေးသွားမှာမလို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နဲ့ပြည်လိုက်ကြပါနော် အရောင်းကဆိုင်ကိုကြားပြနှစ်ကောင်လာတဲ့အကြောင်းပြပြမယ်။အဲနှစ်ယောက်ကဝင်လာတော့အကောင်လေးနှစ်ယောက်။อืมအဲ့လိုပဲပြပြောင်လေးပဲတိလား။ဝင်လာပြီးတော့သူတို့ကတဲ့ဆိုင်ဆက်နေကုန်ပြရပါတယ်။အမတို့ဆိုင်ကိုဝယ်ဆက်ရှိုင်းကဒီ cosmetic ပစ္စည်းတွေပေါ့နော်ထားပေးခြင်းတွေပေါ့လေးပေးနှစ်ပေးမှန်မုံလေးနဲ့ပဲတဲ့မှန်မုံထားကောင်လေးတစ်လောက်နှစ်သိန်းပေးမယ်တဲ့အာပစ္စည်းကလည်းသိန်းတရာဘူးလောက်တယ်ချပေးထားမှာတဲ့ဆိုင်ရတော့ချမပေးဘူးတဲ့ဟိုဆိုင်ကိုကြည့်ပြီးမှချပေးရပါတော့နော်အဲပစ္စည်းတွေဟိုဖြိုးသွားတဲ့ခါကျရင်လည်းဒီကောင်မလေးတွေပေါ့ promotion လာဆင်ပေ းပါတယ်လူတိဝါလို့ပေါ့နော်ဆိုင်အောင်လေးတွေအဲ့ဒါနဲ့စဉ်းစားနေပုံစံကတော့တိတ်ရောမကြောက်ဘူးလို့ပြီးတော့မရောရအောင်လို့မရောရတာနှစ်သိမ်းပြီးမှာပဲတဲ့အဲသုံးလားလောက်နေလို့မရောရအောင်ဆိုရင်နောက်ဆုံးမရောရအောင်ဆိုရင်တော့မကျွန်တော်တို့ကလည်းပစ္စည်းပြန်ပေးလို့ရတယ်ကျွန်တော်တို့ရဟအိုက်ဂျီကဟဟုတ်လားလာပေါ့အဲ့နေကောနေပြီးတော့တိတ်ရောရုံတော့မျိုးကွာသိရမလားဘာလို့စပြောမလဲပေါ့နော်ငါရှင်မှတ်ပုံနေပါတော့တောင်းမလားကြားဖြန်လာပါဘာစိတ်ထဲမှာတော့အရှင်မဝင်နေပြီတော်ရဲကြတာကြတကယ်လုံးမဲ့ဆိုဘာလို့လဲဆိုတော့မှတ်ပုံနေနေချက်လက်တွေလိုရဲတဲ့ ဒါပေမဲ့စစချင်းမှာသူတို့ရှိက15သိန်းမို့လို့သူတို့ရှိကဝယ်ပေးရမယ်ပစ္စည်းအဝယ်ပြရမယ်အဲ့လိုအဝယ်ပြမှသူတို့ချပေးမှာပေါ့နော်အဲ့ဒါ15သိန်းကနေ30ဘူးလောက်ထိပဲ30ထရရကျော်ပြီးသူတို့အဝယ်မခံဘူးတဲ့ အဲ့ဟာကတော့ဒီနေ့ဝင်ရမှာတို့ကပစ္စည်းဒီနေ့တို့ရှိမှာပစ္စည်းပါလာတယ်ပေါ့နော်အဲ့ဒါကိုဒီနေ့ပတ်စံရှင်းပြီးဝင်ရမှာဒီနေ့ပစ္စည်းမောင်းပတ်စံရှင်းရမှာမဟုတ်ဘူးလားမဟုတ်ဘူးလေဒီနေ့ရှင်းပြီးဝင်ရမှာလေပစ္စည်းတွေကလည်းတို့ရှိမှာတက်ဘလက်လေးပါလာတက်ဘလက်တွေကတို့လုတ်ပေးခဲ့တဲ့ဆိုင်ကိုပြရပါပေါ့နော်အဲ့ဒါနဲ့ကြည့်တာပြီးတော့လေ cosmetic ပစ္စည်းတွေကလည်းဟိုတောင်နေရောမြတ်ဘာလီမန်းကိုမသိရသိရဘာနာမည်မှမရှိရတော့ပစ္စည်းတွေအဲ့လိုတိုလီမုတ်စားတွေတို့ဘက်ကလာတဲ့ဟာတွေဘာလီမန်းတို့ကတခုတော့ဒီ no worry ပါသိလားသိပါတယ်အဲ့ဒါကြီးလည်းပါရင်တော့လေသိလားအဲ့နဲ့ အဲ့အဲချက်ချင်းပစံချက်ချင်း15သိန်းပေးရမယ်ဆိုတော့တိတ်တော့မဟုတ်ဘူးမဟုတ်တော့အဲ့ကွာအင်းအင်းလို့တခြားဆိုင်တွေသွားပါလာမအောင်လေလို့ cosmetic ဆိုင်တွေရှိရလို့မဟုတ်ဘူးတဲ့ကျွန်တော်ကလည်းအမားရဆိုင်လိုလူပို့သိစေချင်လို့တဲ့ဒီနာလမ်းထိပ်ဖက်လေးပို့ကြတော့လုတ်ပေးချင်တာတဲ့အဲ့နော် ာဆိုလဲလို့ဖုန်းနံပါတ်ပေးထားခဲ့လို့အမလို့ဖြစ်တဲ့ခါကျရင်ဖုန်းဆက်လိုက်မယ်ဆိုတော့သူကအဲ့ဖုန်းနံပါတ်ပေးထားခဲ့အာတော်ရဲကြဘာပြောလဲဆိုတော့ဟိုဟာတခြားဆိုင်ရလို့ဖြစ်သွားရင်တော့မမမြအောင်နော်ရပါတယ်လို့အဲ့လိုပဲပြောလိုက်တာပေါ့နော်အဲ့နဲ့သူတို့ထွက်လဲဆိုတော့ကိုကနှမ်းကြည့်ရစီလိုက်ပေါ့ဟိုကိုဘာကုမ္ပဏီကလည်းမဟုတ်ဘူးကွာလုံးဝကွန်မန်ပရိုဘောင်းနယ်ပဲလာတယ်သူတို့ရဲ့ကွန်သူတို့ရဲ့ယူနီဖောင်းမှလည်းဆန်ရှန်ယူနီဖောင်းလည်းမဟုတ်ဘူးဒီတိုင်းပဲဒီဘာပြောင်းဘာမှမပေါ့ ်အဲ့ဒါပုံစံကတော့လို့ဟုတ်တော့မဟုတ်ကွာစဉ်းစားလို့တော့မလုပ်လိုက်ဘူးပေါ့နော်စဉ်းစားနေငါလို့ဟိုကဘလို့လဲပေါ့နော်ဒါတကယ်လားမဟုတ်ဘူးလားစဉ်းစားနေကောင်းကွက်ကငါမေးကြည့်မယ်လို့တကယ်ဆိုတော့မစိုးဘူးကွာသိရမလားအဲ့ဒါနဲ့မေးမယ်လဲဆိုတော့ line မှာတက်လိုက်ကွာ line group group တခုမှတင်ထားတာကွာအဲ့ဒီပုံစံကိုနေဖြစ်တာလုံးဝတပုံစံတစ်ထည်ရဘူးအော်တော်သိရလို့ငါဟိုသိရမလားစောစီကလိန်ကြခံရအောင်မယ်လုံးဝကြားဖြတ်နေနော် sign နဲ့ထိပိုင်ရောက်လာတာ တတိထားမှာဆိုင်နေလေးလုံးဝအဲ့လိုမျိုးပုံစံမျိုးဒီခဏခဏလာတယ်။ဒါပေမဲ့မနက်ကတော့ကိုကတော့ခံတော့မခံလိုက်ရအောင်အဲ့လိုမျိုးလာမှာဆိုလို့ပြပြပေးရပါတော့နော်။အကုန်လုံးပဲတတိထားကြပါလို့အဲ့လိုကလေးနေရှိရယ်။ ကဲကြည့်နေကျွန်တော်တငယ်ချင်းများစိုင်းနေဖွင့်ထားတယ်ဆိုရင်နော် DBO လေးကတငယ်ချင်းတို့အတွက်လုံးဝတန်ဖိုးရှိမယ်လို့ထင်နေဗျဒါဒီအမဆိုရင်လှိုင်းတာရာကဗျာနော်အခုဒါအလိမ်မခံရတာပဲတော်တော်ကြီးကံကောင်းနေဗျာနော်ဒါဒီအမကလည်းအတွေ့အကြုံလဲရင့်ကျက်လို့နော်အတွေ့အကြုံလဲများလို့ပြီးတဲ့အခါလေးလာနိုင်စွမ်းလဲရှိတယ်နော်အတွေ့ခေါ်လဲကောင်းလို့ဗျတာမန်ယုံတက်တဲ့လူဆိုရင်တော့ဒါပါသွားပြီဗျာနော်ကဲနောက်တစ်ခုကပါဖြစ်မယ်ဗောနော်ထက်ကြည့်ကြည့်ရအောင်နော် ငယ်ချင်းတွေကိုကျွန်တော်တင်ဆက်ပေးရှင်နေပြီးဖိုင်လို့ပါတော့အင်တာဗျူးပုံစံရရှိဖြစ်သူက KTP ကောင်းပါလိမ့်မယ်သူအဲ့လိုတိုင်းကြီးကြိုက်သွားတဲ့အကြောင်းမျိုးဒါပြပြထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါလိမ့်ကဒီဘန်လေးကိုဘုသူတက်တင်ငန်းဆိုင်ရရှိလို့တဲ့အနေနဲ့ပြန်လည်ရောက်ရထားမှာလို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုအစုံးလေးလိုက်ပါကြည့်ရှုဖို့ပေးခေါ်ချင်ပါတယ်ဗျာ ဒီနေ့အမျိုးသမီးတယောက်ကအမျိုးသမီးတယောက်ဆိုတာအမကြီးတယောက်ကပေါ့နော်သူရင်ခန့်ထားတဲ့ဟာလေးပြပြချင်တာပါဒီမှာသူ့ရဲ့ယောက်ျားကအမြဲတမ်း KTV ရောမှာဆက်လုပ်တော့ဒီမှာအဲ့မှာကဘယ်လိုဖြစ်တော့ဆိုတော့ KTV ကမိန်းမနဲ့သူညှိရပေါ့ညှိချိန်မှာအဲ့ဟာမလေးကလည်းအဲသူ့ယောက်ျားကိုပြောထားတာသူကဒီမှာဒီမှာပဲအပြူလိုလိုပါလို့ပြောထားတာကွာဒီမှာ ကတိဝရကောင်မှပြုလို့ရုံနေတော့လည်းရှိသေးတယ်ပေါ့အဲ့လိုပြောထားပြီးအမြင်နဲ့မှသူ့မှာခလေးနှစ်ယောက်ရှိတယ်တဲ့အဲ့ခလေးနှစ်ယောက်ရှိမှအမြင်နဲ့မဲသူကအဲ့လိုမတော်ပါနဲ့လို့ပြောရင်ရိုက်တယ်နှိပ်ဆက်တယ်ပြီးတော့အိမ်မှာရှိတဲ့ငါပတ်ဆက်နေယူသွားပြီးအန်းနာပေါ့ဖုန်းတွေဝယ်ပေးတာမျိုးအခန်းဟိုဘယ်လိုပြောရမလဲဆိုတော့အဲ့ကောင်မနဲ့ကွာတည်းရမအတူတူနေဖို့အခန်းနေပါရတော့မှပဲအဝေတာပြူတာမျိုးဖြစ်တယ်ကွာတာတော့မကွာဖြစ်သေးဘူးပေါ့အဲ့ဒီအချိန်မှာတော့ အရာနဲ့အမြဲတမ်းပဲအဲ့ဟို PDB ရဟာမှာမြေကြီးကိုရိုက်ခိုင်းတာမျိုးတွေပါရှိရယ်မြေကြီးကဖုံးနေပါတယ်လမ်းလမ်းဆက်ပြီးပြန်လာသေးဘူးလားပါဖြစ်တယ်ညာဖြစ်တယ်ဆိုရိုက်ခိုင်းတာမျိုးတွေပါရှိရယ်ပေါ့တရားဟာကတော့သူကအဲ့ KDV ကြီးကိုအမြေကြီးကတွားပြီးတောင်းမှန်လာနော်အဲ့ဒါတော့မှပဲသူတို့ပြောမိချက်စကားတိုင်းကိုနှစ်ယောက်ကြာနင်းထဲအဲနှစ်ယောက်ကြာငါ့ကိုပဲတက်တက်လုံချစ်နေတာမျိုးမြေကြီးကိုကြွားတည်ရမှာမခံမြင်နိုင်တဲ့စကားတွေကိုပြောလှုပ်လိုက်တာနှစ်ယောက်ကြာငါ့ကိုပဲတက်တက်လုံချစ်နေတာ အာနေရာစိတ်ငြိမ်စားစရာမှမကောင်းတာတော့အခုချိန်မှာငါနေုံကြည့်လိုက်ရတဲ့အချိန်မှာနေရာတော်တော်ရုပ်ဆိုးတာပဲတော့အဲ့လိုမျိုးတွေကပညာမဲ့ရဲ့စကားတွေပြောလိုက်တာလိုရတဲ့အချိန်မှာအဲ့မျိုးဒီလိုတော့ပြောပြနေကြတော့အားရပေါ့သူ့ကလေးရရှိနေရောလဲပွာဖို့ရတယ်မဖြစ်ဘူးဆိုတဲ့စိတ်နဲ့နေနေတာပေါ့ဟာဒီရဲ့မှာ အဲမှာသူငယ်ချင်းတွေကလည်းပွားဖို့ပြောတာပေါ့နော်ဒီလိုမျိုးကောင်းနေမပတ်သက်ဖို့ကောင်းများပြောပေမဲ့သူကလည်းချစ်တာတချောင်းဒီကလေးတွေရတဲ့ချောင်းလည်းမကွာမကွာဖြစ်ဘူးပေါ့နော်အဖြစ်ဖြစ်နေသူယောက်ျားအရင်ဆိုးွားလာတာတဲ့အဲသူ့ကိုဘာထိပြောလို့ဆိုတော့သူတို့နှစ်ယောက်ကအတူတူပဲယူတော့မှာပါညာပေါ့ပြီးတော့အဲ့ကောင်မှစာရီပို့ပြီးဆိုကိုကြီးကယ်မရမှာကိုကြီးနေပဲပေါ့နော်အာဒီသူ့ရဲ့အပြုစုံဘဝကိုကိုကြီးကိုပဲပေးလိုက်ရတာဆိုတာကိုယုံတာတော့နော်ငါလည်းပြောတော့ပါအဲ့ဒါထားလိုက်ပါတော့အဲ့ဒါနဲ့ပြီးလဲပြီးရောတဲ့နောက်ကြတော့လေအဲ့ယောက်ျားပြန်ကိုပြန်မလာတော့ဘူး ိုက်မင်းမကိုအိုက် GDP ကနေထုတ်ထုတ်ပြီးတဲ့အခါကျတော့သူတို့အိမ်တအိမ်ကြီးလိုက်တယ်ဟာသိရမလားပြီးတဲ့အခါကျတော့အိုက်မကနေစပြီးဇလန်းနေအစအနာကိုပြောက်သွားတာဟာသိတာအဲသူ့ယောက်ျားရဲ့ခရင်းဆန်းတော့လည်းမတွေ့တော့ဘူးလိုက်ရှာလို့လည်းမရတော့ဘူးမတွေ့ဘူးပေါ့အိုက် GDP ကိုသွားတော့လည်းနေအောင်လို့ရှာမတွေ့တော့ဘူးပေါ့အဲ့ဒါနဲ့တနှစ်ခွဲလောက်ကြာတဲ့အချိန်ကျတော့လေအဲ့ယောက်ျားပြန်ပြီးတော့သူတို့အိမ်ချင်းမှာပေါ်လာတာကွာပေါ်လာတဲ့အချိန်မှာသူကမှတ်တော့မှမှမှုလို့ပိန်လဲပြီးတော့အိတ်ကြိုက်နေတာပြောရမှာအရင်ကျဖြစ်နေပေါ့ တိမပြန်တွေ့ခင်မှာသူကနေပဲဘလို့ဖြစ်တာလဲဘာညာပေါ့ အဲ့ချိန်မှာမှအိုက်ကီဒီဗီယာဟာမှာလဲအာကြောင်ယောဂရကီဒီဗီယာဟာမှာလဲအဲ့မှာဟိုပထမလင်ကြီးရလဲရှိတယ်ပြီးလဲပြီးတော့သူ့ရဲ့ဌာနသူ့ရဲ့ဌာနဆိုသူ့ရဲ့ကီဒီဗီယိုပဲပြန်သွားအမမင်းရဲ့ကြီးစီကိုအိုက်လင်ကပြန်ရောက်လာတယ်တဲ့ပြန်ရောက်လာတဲ့အခါကျသူကဆေးရည်ပိုင်ခုပေးဖို့ဒီရဲ့မှာဆေးရည်ပိုင်ခုပြုစုပါတယ်တဲ့အဲသူသားလေးရဲ့မျက်နှာလဲရှိတော့ဗောဟဲ့ဒီရဲ့မှာသားသမီးတွေရဲ့မျက်နှာကြောင့်မိမဖြစ်သူကပြန်ပြီးခေါ်ထားတဲ့ဆိုပေမဲ့ခုလိုပြင်လို့ဒီကိုတင်ကန်းစာယူပြီးတော့ဒီအမေပါကတာမီပါဆိုအတွက်ဒါအကျိုးရှိတဲ့သူဖြစ်အောင် ကြိုးစားဖို့လိုအပ်တယ်ဗျာနော်ကျွန်တော်အနေနဲ့ကတော့ဒါလေးကိုဘဟုတအနေနဲ့တင်ပြချက်ကိုတင်ပြခြင်းဖြစ်တယ်။ဘာမှတော့ဝေဖန်ခြင်းပြောဆိုခြင်းတော့မရှိပါဘူးနော်။ Joint Ministry တွေကဒါလေးပြောခြင်းနဲ့ဒါလေးဝေဖန်ခြင်းနဲ့ပေါ့နော်။ဝေဖန်ခြင်းနဲ့ပြောခြင်းနဲ့ solution တော့ Joint Video ကိုမှတ်တယ်မဝင်ရင်ပြပါလို့ရပါတယ်နော်။ကျွန်တော်တို့ကဘာမှလည်းပြောခြင်းမနော်။ဒါမျိုးဖြစ်တာတော့မကောင်းဘူးနော်။တို့တို့လည်းဖြစ်တင်ကြအောင်နော်။ကျွန်တဲ့လူတွေဒီတို့အတူอยู่ပြီးတော့ အားလုံးမသတိစားဆင့်ကျင်ပြီးတော့နေကြဖို့ကျွန်တော်နဲ့တိုက်တွန်းကြမှာတဲ့ပေါ့နော်။ဒါမျိုးတွေမျိုးဝေဝေးနေတာအကောင်းဆုံးပါပဲနော်။ဒါဘဝတ္တနေနဲ့ကျွန်တော်နေတင်ပြရခြင်းဖြစ်တဲ့ကဲအနောင်အောင်တတို့ဗီဒီယိုမျိုးလေးကြည့်အောင်လို့ကျွန်တော် channel တွေကို like and subscribe နဲ့ပြပြကိုမြတ်တမ်းရခံပါတယ်ပေါ့နော်။ကျွန်တော် message များအားလုံးမဲ့ဆက်ချင်ကိုကျွန်မပြန်ပြန်ကြပါစေခင်ဗျာ။